ဟယ်လိုဒါကြောင့်အားလုံးမင်္ဂလာပါ AKL Channel ရဲ့ YouTube Channel မှာကြိုဆိုပါရစေ။ဒါဆိုဒီနေ့မှာတော့လုပ်ငန်းသုတေသုပြောတင်ငန်းစာစာအုပ်ထဲနေပြီးတော့စာမျက်နှာ86ကိုဆက်လက်ပြီးတော့အတူတူလေ့လာကြည့်ကြည့်အောင်ပေါ့နော်။နောက်မြောက်ခန့်ရှိခန့်။အားစာမျက်နှာ86မှာဆိုလို့ရှိရင်ဒါရင်ကိုင်းနဲ့ပတ်သက်ပြီးတော့ဒုတိယစာမျက်နှာကိုလေ့လာမှာဖြစ်တယ်ပေါ့နော်။ဟောအဲ့တော့တင်ငန်းစာလေးမလေ့လာခင်မှာ YouTube Channel မှာလေ့လာနေရဆိုလို့ရှိရင်လောရှယ် YouTube Channel လေးကိုလည်းပြင်တာက subscribe လေးနှိပ်ပြီးတော့ notify bell လေးကိုနှိပ်ထားပေးကြလို့လည်းမမေ့နဲ့အောင်နော်ဟောနောက်ပါမယ်ကြည့်ရှုခန့်စပီးကြည့်ကြည့်ရအောင်အဲ့တော့ min စားတဲ့နေဆိုရင်你应该吃你应该吃应该吃စားတဲ့နေ你应该吃 min စားတဲ့နေလို့တွေ့ပြရတယ်ပေါ့နော်အဲ့တော့ min to min စားတဲ့နေဆိုရင်你应该吃饭你应该吃饭吃饭 to min စားတာ应该吃饭ဆိုရင် to min စားတဲ့နေပေါ့နော်ဥပမာဒီညမှာ အာထမင်းနေရာမှာဒါခောက်ဆွဲဆိုရင်လည်းမြန်ပေါ့ခောက်ဆွဲကြော်ဆိုရင်ချောင်မြန်အာနီယင်ကိုင်း吃炒面မြားခောက်ဆွဲကြော်စားတဲ့နည်းနီယင်ကိုင်း吃炒饭炒饭ဆိုရင်ဒါထမင်းကြော်ကိုပြောတာအဲ့တော့မင်းထမင်းကြော်စားတဲ့နည်းပေါ့ဒီတိုင်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီ fan ဆိုတဲ့နေရာမှာဒါကိုကတခြားကိုစားခြင်းနဲ့အစားစားအောင်အစားထိုးပြီးတော့ပြောလို့ရတယ်အော်မင်းက hot pot စားတဲ့နည်းဆိုရင် hot pot ကိုကြတော့ hot go လို့ခေါ်တယ် 他说：“因没火锅啥的呢，所以你应该吃火锅，你应该吃火锅。”哎，他没表露压了不？喏，好，下一个，没阿七慢慢他没啥的呢，他我叫他不露表来说，你应该按时吃饭，你应该按时吃饭，你应该没阿露的呢，按时是吧？阿七慢慢我表了喏，吃饭他没咋的，按时吃饭，阿七慢慢他没啥的。 啥嘞？说特别夜嘞，大家，明啊亲们们，对面啥的呢？所以呢，你应该按时吃饭，你应该按时吃饭。明啊亲们们，对面啥的呢？啊亲们的们，后头嘞，所以呢，睡觉好了，按时睡觉，你应该按时睡觉。没啊啊亲们们，后头嘞不？代表你表了伢了不呢？下一个，明底下个啥的呢？你应该吃这个，你应该吃这个。 ရင်ကန်ထစားတဲ့နဲ့ဂျက်ကဆိုတာကဒါဒီဟာလို့တေပြရဒါကြောင့်မင်းတာကိုစားတဲ့နဲ့ဆိုရင်တော့你应该吃这个，你应该吃这个门底下锅啥的呢？门板的啥的呢？你应该吃苹果，你应该吃苹果，苹果所以呢，板里有苹果路口，那叫门板的啥的呢？所以呢，你应该吃苹果，你应该吃苹果。 မင်းပန်းသီးစားတဲ့နဲ့အဲ့တော့မင်းဖျဲသီးစားတဲ့နဲ့ဆိုရင်လည်းဖျဲသီးကိုရှီကွာလို့ခေါ်တာပေါ့နော်ရှီကွာဖျဲသီးဟောမင်းဖျဲသီးစားတဲ့နဲ့ဆိုရင်你应该吃西瓜你应该吃西瓜မင်းအဖျဲသီးစားတဲ့နဲ့မင်းငပြောသီးစားတဲ့နဲ့ဆိုရင်နော်你应该吃香蕉你应该吃香蕉香蕉ဆိုတာကငပြောသီးငပြောသီးကိုရှင်းချောင်းလို့ခေါ်တယ် ။要要咩啊？我表弟啥的呢？所以你应该吃香蕉，你应该吃香蕉。咩？我表弟啥的呢？咩表弟呢？所以喏，你应该说，你应该说，说表弟留这边来。咩表弟呢？所以喏，你应该说，你应该说，咩表弟呢？名字嘎表弟呢？所以喏。你应该说话，你应该说话。 ဟွာကစကားကိုဟွာလို့ခေါ်တယ်။ရှော့ဟွာဆိုရင်စကားပြောတာ။အဲ့တော့ဘူယောက်ရှော့ဟွာဆိုရင်တော့စကားမပြောနဲ့လို့အဓိပ္ပာယ်ရတာပေါ့နော်။ယင်ကန်ရှော့ဟွာစကားပြောတင်တယ်။နီယင်ကန်ရှော့ဟွာမင်းစကားပြောတင်တယ်။မင်းတထေးနဲ့စကားပြောတင်တယ်ဆိုရင်နီယင်ကန်ကွန်းလောပန်ရှော့ဟွာနီယင်ကန်ကွန်းလောပန်ရှော့ဟွာနီယင်ကန်မင်းကလှုပ်တင်တယ်။ကွန်းဆိုတာကအနဲ့နှစ်ဆိုတာအဓိပ္ပာယ်ရတယ်။လောပန်တထေး ကွန်လောပန်ဆိုရင်တော့တထေးနဲ့ကန်သားဆိုရင်သူနဲ့ကွန်ဝငါနဲ့ကွန်ပပါဆိုရင်အဖေနဲ့ပေါ့ဒီလိုမျိုးတွေပဲရကွန်ဆိုတာနဲ့ဆိုတာတွေပဲရတယ်စကားလုံးမျိုးစားကဝိဘတ်တစ်ခုဖြစ်တယ်ပေါ့နော်သူရဲ့နောက်မှာကံဖို့နောင်းနေလိုက်လို့ရှိတယ်။အော်ဒီပုဂ္ဂိုလ်တွေဒါတခြားစီထည့်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကန်သာရှောဟွာဆိုရင်သူနဲ့စကားပြောတာကွန်ဝေါ်ရှောဟွာငါနဲ့စကားပြောတယ်ကွန်လောဘန်ရှောဟွာတထင်းနဲ့စကားပြောတယ် 跟老师说话，是呀，那是干表的。而没得人的这个表的呢，所以你应该跟老板说话，你应该跟老板说话。没得人的这个表的呢，没读的这个表的呢，所以呢，得人家嘛读太表不呢？你应该跟他说话，你应该跟他说话。没呀，读的这个表的呢，第六秒这边呀嘞，而大家应该老的那边不得表，大家第二秒上面哪里过？ အတူတူလေ့လာခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ဒါလုပ်ငန်းသုံးတရုပ်စကားပြောသင်ငန်းစာစာအုပ်တရနေပြီစာမျက်နှာ86ကိုပြပြပေးခဲ့ခြင်းဖြစ်တယ်ပေါ့နော်ဒီစာအုပ်လေးရဆိုလို့ရှိရင်အခြေခံစကားပြောတွေရောလုပ်ငန်းသုံးစကားပြောများစွာပါဝင်တဲ့ဝါဒါရီလည်းများစွာပါဝင်တယ်လို့အပြန်အလှန်အင်တာဗျူးအမေးပြေအသေးစိတ်အကုန်လုံးပါဝင်တဲ့စာအုပ်လေးတော့ဖြစ်တယ်ပေါ့နော်တုပ်ထဲနဲ့စုံစုံလင်လင်လေ့လာလို့ရနိုင်တဲ့စာအုပ်လေးဖြစ်တယ်ဒါကြောင့်မို့လို့ဒီစာအုပ်လေးကိုကိုယ်တိုင်ကိုကြောက်ဝယ်ယူပြီးတော့ဗီဒီယိုဖိုင်လေးနဲ့တွေ့ပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်း PK လမ်းစဉ်နေရဲ့ Messenger မှာကိုယ့်ရဲ့နေရာလိပ်စာတွေကိုယ့်ရဲ့နာမည်လေးတွေဖုန်းနံပါတ်လေးတွေပို့ပို့ပြီးတော့မှာယူလို့ရပါတယ်အမြဲတမ်းလေ့လာအပင်းနေကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအော်အဲ့တော့ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိစေတယ်ဆိုလို့ရှိရင်လည်းအများသူကမြင်တွေ့အောင်လို့လည်း share ပေးဖို့လည်းမေးမိပါတယ်เนาะဟာဆက်ရှယ်တာကြနောက်ဝမ်းရှာစစ်ချက်